စိတ်ကြံစီသည်မအဋ္ဌံမရတဲ့စိတ်အကြံပေါ့လို့လေစေတလုံးပိုင်ရှင်တွေဖြစ်ချင်အဋ္ဌံသစ္စာမြောက်အောင်လုပ်လို့ပါအဋ္ဌံသစ္စာဆိုတာတနေ့ကိုသုံးချိန်လောက်အောင်မနေ့မှာဆယ်ကောက်နေ့ခင်းဆယ်ကောက်ညဆယ်ကောက်အရဟံသိတိဘုရားအောင်ဆိုတဲ့အားလေးပဲအရဟံဆိုတာကလူမင်းနဲ့မင်းပြမမင်းနေရဝိစင်းကော်ရောပူဇော်အထူးကိုခံယူတော်မူထိုက်တဲ့မြတ်စွာဘုရား သိသိဆိုတာကမိမိဖြစ်ချင်တာလိုချင်တာရချင်တာအောင်မြင်ချင်တာနံပါတ်၄ဖြစ်ချင်တာကိုသိသိလို့ခေါ်တယ်အကောဝါဘုံတော်၆ဆုံးဂုံတော်အတန်တည်းပြည့်စုံတော်မူသောမြတ်စွာဘုရားအောင်တယ်ဆိုတာလောကီမှာချမ်းသာတာတိုးတက်တာကြီးမားတာအောင်မြင်တာနောက်ပြီးတော့ဂုံတော်တွေမေတ္တာကပ္ပထန်တွေပွားများအထောက်ပြီးအဋ္ဌဌာနပါရမီကျင့်ကြံပွားများအထောက်ပြီးအောင်တော်ကိုလည်းအောင်တယ်လို့ခေါ်တာ ယောအရဟံသိတိဘဂဝါအောင်လေးလုံးပဲရှိတယ်ကံကုန်တံကောတမုကတ္တပဂောဓမဘဒ္ဒကဘာမှာပွင့်တယ်လေးစုကုန်တော့ဖေးရအရဟံတို့တလုံးအရဟံသိတိဘဂဝါအောင်လို့တလုံးပြောကြတယ်ကိုယ့်ရဲ့နှလုံးသားထဲမှာလေးစုဓာတ်ပုံရွှေတကုံကြီးတစုတည်တာနဲ့အတူတူပဲဒါကြောင့်မလို့မနစ်ကို10ကောက်နေခင်း10ကောက်ည10ကောက်အဋ္ဌထာနေ့ဆောင်ရွက်မယ်ဆိုလို့ရှိရင်တနေ့ကို30ရပဲအစု တလဆိုလို့ရှိရင်900ရပါမယ်တစ်နှစ်ဆိုရင်အများကြီးရတော့ရဒါကြောင့်မလို့စိတ်ကြံစီတမ်းများအဋိဌာန်မှရတဲ့စိတ်အကြံပေါက်လို့လေစေတလုံးပိုင်ရှင်တွေဖြစ်ချင်းရင်အဋိဌာန်သစ္စာမြောက်အဋိဌာန်သစ္စာမြောက်ဖို့ဆိုရင်ဒီနေ့ကိုသုံးကြည့်လို့ရတယ်